2020ပြည်နှစ်မှာ2024ခုနှစ်အတွင်းဥရောပနိုင်ငံများ၏လက်နက်အဝယ်ယူမှုများသည်155ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။2022ခုနှစ်ကရုရှား၏ကျူးကျော်မှုကိုခံရတဲ့ယူကရိန်းသည်ကမ္ဘာပေါ်တွင်လက်နက်အဝယ်ယူမှုအများဆုံးနိုင်ငံဖြစ်လာခဲ့တယ်လို့စတော့ဟ ோம் နိုင်ငံတကာငြိမ်းချမ်းရေးသုတေသီအင်စတီကျူကမတ်လ10ရက်တွင်ထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်တဲ့အချက်အလက်များအရအမေရိကန်သည်ကမ္ဘာစင်မြင့်ထက်တွင်လွှမ်းမိုးထားပြီးအမေရိကန်ကုမ္ပဏီများသည်2020ပြည်နှစ်မှာ2024ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာလက်နက်တင်မှုရောင်းချမှုစုစုပေါင်း၏53ရာခိုင်နှုန်းရှိခဲ့ပါတယ်ထို့နှုန်းထားအရ2015ခုနှစ်မှ2019ခုနှစ်အတွင်းအမေရိကန်ကုမ္ပဏီများသည်ကမ္ဘာလုံးဆိုင်ရာလက်နက်တင်ပို့ရောင်းချမှုစုစုပေါင်း၏35ရာခိုင်နှုန်းမှမြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင်အမေရိကန်၏လက်နက်တင်ပို့မှုပမာဏသည်နိုင်ငံ၈နိုင်ငံပေါင်း၏လက်နက်တင်ပို့ရောင်းချမှုနှင့်တူညီနေပါတယ်ဥရောပသည်2020ပြည့်နှစ်မှ 2024ခုနှစ်အတွင်းတစ်ကမ္ဘာလုံးဆိုင်ရာလက်နက်ဝယ်ရမှုစုစုပေါင်း28ရာခိုင်နှုန်းရှိခဲ့ပြီးယင်းသည်17ရာခိုင်နှုန်းရှိခဲ့သည့်2015ခုနှစ်မှ2019ခုနှစ်ကြားကာလထက်ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်။ယူကရိန်းကမှ2020ပြည့်နှစ်မှ2024ခုနှစ်အတွင်းကမ္ဘာလုံးဆိုင်ရာလက်နက်ဝယ်ရမှုစုစုပေါင်း8.8ရာခိုင်နှုန်းရှိခဲ့တယ်လို့သိရပါတယ်။